Ipswich Town တည်ကြခဲ့တဲ့ပွဲစဉ်အပြီးမှာ Chelsea နဲ့ပတ်သက်ပြီးကျွန်တော်ဖြစ်မိတဲ့စိတ်ခံစားချက်တချို့ကို ဖွင့်ထုတ်သုံးသပ်ဆွေးနွေးကြပါမယ်ခင်ဗျာမင်္ဂလာပါ Cooking is the football show နဲ့ Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါတယ်ဒီဗီဒီယိုလေးကတော့ Chelsea နဲ့ပတ်သက်တဲ့သူတွေအတွက်အဓိကရွယ်ပြီးလုပ်ပေးတာပါ ချက်တီဗန်တယောက်ရဲ့စိတ်ခံစားချက်ဆိုရဲကွန်တန်တွေကိုကျွန်တော်ပွင့်လင်းပြောရင်မလုတ်ချင်ဘူးဗျဒီအာဒီမှာတော့အချင်းနေအနေငယ်ဆိုရင်ကျွန်တော်မလုတ်ပါဘူးတုံတုံရှုံးသွားလဲရှုံးသွားပေါ့ဗျာကိုအားပေးတဲ့ကိုချစ်တဲ့မျက်နှိုးတဲ့အတင်းတင်းကိုအမြဲတမ်းလိုလိုလဲစကလုံးအတုံးတုံးအကျဉ်းကြီးတွေပြောဆိုပြီးတော့မဆဲဆိုနေခြင်းဘူးဒါပေမဲ့ Ipswich Brentford ပွဲနှစ်ပွဲလုံးကိုကျွန်တော်တို့အနိုင်မရခဲ့တဲ့အချိန်မှာဒါစိတ်ကအရင်မွန်းချက်လာပြီဗျာဘလို့နီးနေမှမခံစားနိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော် Ipswich နဲ့ပထမပိုင်းပြီးသွားတဲ့အချိန်မှာလုံးဝရင်ထဲမှာမုန်းအကျက်ပြီးဘာပြောလို့ပြောရမှန်းမသိတော့ကျွန်တော် live ထားလွင့်လိုက်တယ်အဲ့ချိန်ကျွန်တော် live လွင့်လိုက်ရင်တော်တော်ခံစားရမှာအရင်ကနေဒေါသကြီးထွက်နေပြီးရှိသမျှလူတွေကျွန်တော် live မဲနေတော့မှာအနီးနားမှာရှိရတဲ့သူတွေကျွန်တော်ရှောက်ပျော်ရှောက်ဆူနေတဲ့အထိပါဖြစ်နေပြီအဲကျွန်တော်ခြေသီးပွဲချင်းအဲ့တိုင်းပဲကျွန်တော်အိမ်ကနော်လူတွေဆိုအမြဲလိုလိုပြောရနေအဲ့အသင်ကြီးတဲ့ခါကျရင်ဘာဖြစ်မဲမသိဘူးဒေါသထွက်လိုက်ဟိုကပျော်လိုက်ဒီခါလေးကျရင်ချောင်းနေထဆိုးလိုက်နေကျွန်တော်ကအဲ့လိုမျိုးဟိုစစ်လို့ရှာရင်နည်းနည်းကြက်တက်တဲ့အကျင့်ရှိတယ်ဗျာအဲ့တော့ခြေသီးပွဲချင်းကျွန်တော် ောင်းတွေအများရန်ဆိုးတယ်ဝမ်းနဲ့ဝမ်းသားခံစားချက်မျိုးစုံရလို့ပေါ့နော်ထားပါပြောချင်တာအဲ့မနေ့ကအဲ့လိုရှုံးနေတဲ့အချိန်မှာဖြစ်မိတဲ့စိတ်ခံစားချက်ကြီးကဘာနဲ့မှမတူဘူးဗျာဟာကြောက်စရာကြီးဟာငါဘာဖြစ်နေရဘာဖြစ်နေရလဲဆိုပြီးတော့ဟိုအဲ့လိုကိုယ့်စိတ်ကိုမနေ့ထိန်းနေရတယ်အဲ့တော့နောက်ဆုံးမထိန်းနိုင်တဲ့ဆိုကျွန်တော် live ထားလွှင့်ပြီးတော့ယင်းနေ့ကပြောချင်တဲ့စကားတွေအကုန်ပြောချပလိုက်ရောအဲ့တော့မှနည်းနည်းတတ်တာအဲ့တော့ဒီအသိကိုကျွန်တော်တွေကအားပေးလာတာနော်ကြာပြီကိုယ့်ရဲ့မိသားစုလို့ဖြစ်နေပြီကျွန်တော်ဟိုပြင်ပလူနေထိုင်မှုဘဝမိသားစုဘဝတစ်ခုမတိဆောက်ခင်အချိန်ကာလတွေကကလေးပေါက်စနဘဝတွေကဒီအသိကိုကျွန်တော်တွေကကြည်ပြီးကြည် ကြီးပြင်းလာတော့ဒီချိန်မှာတခုအဖြစ်ခံစားရတာပေါ့ဗျ။ဆိုတော့ကျွန်တော်လက်ရှိမှားနေတဲ့အမားကြီးတွေတွားနေတဲ့လိန်းတွေကလုံးဝကြောက်စရာကြီးတွေစောက်တလွဲကြီးတွေရေရှည်မှာလည်းဟိုဘာဖြစ်မှမမသေးကြဘူးဗျာ။အဲ့ရေရှည်ပလန်ကိန်းစီမံကိန်းဘာညာခဏပေးပဲတာလက်ရှိအချိန်မှာကျွန်တော်တို့ခွေးဖြစ်နေပြီအဲ့ဒါကျွန်တော်ပုံမှန်လေးလေးပြောတာနော်ဒီနေ့ရာဒီမှာကျွန်တော်ပြီးခဲ့တဲ့ရာဒီအတက်ပို့ပြီးတော့ဆိုးတယ်လို့ ပြောလို့ရတယ်အစ်မကစားတာ200ဒီလောက်ရှိနေတဲ့ကစားသမားတွေရှိတယ်ဒီနေ့ရသည်ကျွန်တော်လူခေါ်ထားရဆိုရင်အများကြီးခေါ်တာမဟုတ်ပြီးခဲ့ရသည်ကအတဲကစားသမားတွေနဲ့ခြေစည်းကဖြစ်တင်နေပြီဗျာသို့သောဖြစ်တင်တာမဖြစ်ဖဲနဲ့တွာပို့ပြီးတော့တောင်မမျော်လင့်တဲ့အခြေအနေမျိုးကြီးဖြစ်သွားတယ်ဆိုတော့ဒါကစိုးရင်ရင်မရောက်သွားအဲ့တော့ခြေစည်းတင်ရဲ့လက်ရှိတွားနေတဲ့လမ်းကြောင်းကတော့ပိုလီတို့ရဲ့ဥဆောင်မှုနဲ့အတူနောက်မှာစပိုးနင်းဒါရိုက်တာ၂ယောက်ပါမယ် နီးပြအဖွဲ့ဝင်တွေပါမယ်ကစားသမားတွေပါမယ်ရွေချက်သူတို့ရဲ့ goal ကတော့ကောင်းတယ်ဒါမဲ့လေပုံဖော်တဲ့နေရာလိုအပ်ချက်တွေအမှားယွင်းတွေအများကြီးရှိတယ်ကျွန်တော်တို့ပြိသက်တွေကသူတို့လောက်မတော်ဘူးမကျွမ်းကျင်ဘူး professional မဖြစ်ဘူးမှန်တယ်တို့ပေမဲ့ဒီအသင်းကိုဟိုးရင် sporting director အဆက်ဆက်เนาะပိုင်ရှင် Ibrahimovic လက်ထက်ကလေးက အားပေးလာတဲ့ခါကျတော့အဲ့ဒီအတိတ်ကဖြစ်ရတဲ့နဲ့လက်ရှိပစ္စုပ္ပန်ဖြစ်ရတဲ့ကို comparison လုပ်ပြီးတော့ပဲကျွန်တော်တို့ကခိုင်းနိုင်တာပါ။အာမင်းအဲ့လောက်တက်နေအဲ့မှာသွားလို့တို့ဘာလို့ဆိုတဲ့စကားတွေကပွင့်လင်းပြန်တော့ဘောင်းမဝင်ဘူး။ဟိုအဲ့လိုပြောတဲ့စကားတွေကဘာနဲ့တွတ်တူလဲဆိုတော့ကိုကအစားအသောက်ကောင်းတစ်ခုစားခြင်းနဲ့အစားကောင်းကြိုက်တဲ့သူဆိုပါဆိုဗျာ။မင်းဟင်းချက်မှဟင်းချက်တက်မှအဲ့ဒီအစားအသောက်ကိုမင်းဖန်တီးတက်မှအဲ့ဒီအစားအသောက်ကိုစားဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေ။မစားဘူးလေ။ဟင်းကောင်းစားတတ်ဖို့ဆိုတာဒါမှမဟုတ်အစားအသောက်ကောင်းတစ်ခုကိုရွေးချယ်တတ်ဖို့ဆိုတာကိုကိုတိုင်အဲ့ဒီအရာကိုလုံးတက်စရာမလိုဘူး။အဲ့ကျွန်တော်တို့ကဘလုံးမဲ ဟိုတုံးသက်ခံမှန်းတဲ့သူတွေ football vlogger တွေလုတ်တယ်ကျွန်တော်တို့ဝေဖန်တဲ့လူတွေတဘုံကြီးမြဲဆဲဆုံနေတဲ့သူတွေတဘုံကြီးမြဲကျွန်တော်ဘာမှသွားပြောလို့မရအောင်မင်းတက်ရင်ဝင်လို့လိုက်လို့ကျွန်တော်ဘယ်တော့မှမပြောအဲ့ဒါသူတို့ရဲ့ right သူတို့ပြောပိုင်ခွင့်ရှိတယ်ဆဲလဲဒါသူတို့တမိုင်းကျွန်တော်ရကသွားပိတ်ပင်တားမြစ်လို့မရမင်းငါလောက်တက်လာငါနေရဝင်လို့ဆိုတဲ့စကားကျွန်တော်တို့ပြောလဲဘောင်းဘူးအဲ့ပြောချင်တာကျွန်တော်တို့သူတို့ထောက်ပြနေတယ်ဆိုတဲ့အရာတွေကကျိုးချောင်းတင့်လျော်တယ်ပေါင်းနေခြင်းတွေကနေကျွန်တော်တို့ထောက်ပြတာအဲ့တော့နံပါတ်1ဘလူးကိုနဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်စကားပြောရလိမ့်မယ် ဘလူးကုံမှာတိကျခိုင်မာတေချာတဲ့ကောင်းမွန်သောအနာဂတ်စီမံကိန်းတစ်ခုရှိနေတယ်။သူတို့မန်နီဘောပုံစံချဲတီအသက်သွင်းနေတာကျွန်တော်တို့သိပါတယ်လူငယ်လူငယ်ကစားသမားတွေနဲ့အတင်းရရေရှည်အောင်မြင်မှုရအောင်စီမံကိန်းရေးဆွဲနေတာပါတချို့အတင်းတွေကကစားသမားတယောက်အသက်26 29လောက်တွေကိုအတုံးလေးနှစ်စာချုပ်ချုပ်ပြီးတော့ရေတို့သွားနေတဲ့အချိန်ဒါကလည်းတကယ်တော့ရေတို့မဟုတ်ဘူးเนาะတစ်ခေတစ်ခါတော့ဆိုရင်တော့ရေရှည်ပဲသို့တော့ဘလူးကိုကအထက်ပို့ပြီးတော့ရေရှည်ခြင်းတယ်အဲ့တော့ကြောင့်27 20နှစ်ကစားသမားတွေကို9နှစ်တို့10နှစ်တို့အဲ့လိုစာချုပ် အရှိကြီးတွေချုပ်ပြီးတော့အသင်းရဲ့အောင်မြင်မှုလည်းအရှိကြီးတွေကဆွဲဆန့်ခြင်းဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အသင်းကအခြေမခံတော့အနာဂတ်ကိုအရန်တွေးလို့တဲ့လူကလက်ရှိပြစ်ဆုံးပံမှာယိုယွင်းမှုတွေရုပ်ရုပ်မှုတွေမပြည့်စုံမှုတွေကြုံလာမှာပဲအားလုံးကတဟဇာတာဖြစ်နေမှာရအတိတ်အနာဂတ်ပြစ်ဆုံးပံအဲ့ဒီကာလ၃ပါးလုံးတဟဇာတာညီမြဆိုတာကျွန်တော်တွေကသွားနေရအတိတ်ကိုမေ့ပြဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့အတိတ်ကနေကျွန်တော်သင်ငန်းစာတွေယူရမယ်ခွန်အားတွေယူအဲ့ဒီသင်ငန်းစာတွေခွန်အားတွေကနေရလာတဲ့ ါဝါတွေကိုအတုံးချပြီးပစ္စုပ္ပန်ကာလမှာအကောင်းဆုံးရှောက်လန်းအဲ့ဒီပစ္စုပ္ပန်ကာလမှာရှောက်လန်းနေရင်းနဲ့အနာကအတိတ်မှာပိုပိုကောင်းမွန်တဲ့ reset တွေထွက်အောင်ကြိုပြီးတော့ plan စီမံကိန်းချတင်တယ်အခု Chelsea အသင်းပိုင်ရှင် Top Bowl တို့ Agbali တို့ကသူတို့အနာကမှာပဲချဖို့ plan တွေကိုရေးဆွဲစီမံနေတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်အတိတ်မှာကျွန်တော်တို့ဘလောက်ထိခံနာခဲ့တယ်အင်အားကြီးခဲ့တယ်နော်ဘာတွေအတူတူစရာကောင်းခဲ့တယ်ဆိုတဲ့ဟာတွေမေ့သွားပြီအပြစ်ဆုံးပံကာလမှာလည်းလူငယ်လူရွယ်ကစားသမားတွေ များပြားလာပြီးအတင်းကဟိုချယ်ဆီတို့ရဲ့စိတ်တက်မရှိတော့ဘူးအဲ့တော့အနာဂတ်မှာပဲအာယုံအရင်စိုက်နေတယ်လို့ကျွန်တော်မြင်တယ်ဒါပိုင်ရှင်နေနဲ့ပတ်သက်ပြီးကျွန်တော်နောက်တဲ့တစ်ပိုင်းကချယ်ဆီရဲ့အတင်းနီးပြတာဝန်ရှိရသူဒီအန်โดမာရက်စကာဆိုတဲ့ပုံကွာကျွန်တော်လဲ live ထဲမှာပြောပြီးသွားပါပြီ green porter နဲ့ရှင်ဘသူတာတော့ green porter ပူတာတာဗောဗျ lester လိုမျိုးတန်းစင်းသွားတဲ့ အသင်းတသင်းကိုနီးပြလုပ်ဖို့ဆိုတာဖိအားခင်းပါတယ်ဂရန်ပေါ်တာဒီဘရိုက်တန်ကိုတသွေးတမွေးဖြစ်အောင်ပြုစုပြောထောင်လာတဲ့နီးပြနော်ဂရန်ပေါ်တာရဲ့ biography ကိုပြန်ကြည့်ကြည့်လိုက်အပြောချင်တာ project manager ဆိုတဲ့ခေါင်းစဉ်အောက်မှာနီးပြခန့်မယ်ဆိုရင်တကယ်တမ်းတင့်တော်တဲ့နီးပြဂရန်ပေါ်တာအဲ့လိုပေါ်တာလိုနီးပြတောင်မှယူပြီးတော့ချက်စီးသင်းကပြေးသွားတာထုတ်ပယ်ခံလိုက်ရတာဒီကတုံးစီကကျွန်တော်တွေကဘာမှန်းမျောလင်းလို့ရမှာတော့ယုံကြည်လို့မရဘူးနောက်နေ့ဘောလုံးရာသီမှာဒီအသင်းကိုသူကင်တွဲပြီဆိုရင်လေဘာမှဖြစ်လာဘူးမရှိဘူးဒီနေရာမှာ အာဒီတာနဲ့သွားနိုင်လို့မရဘူးအာစနယ်သွားတဲ့ပုံစံကသူကဘာမှဖိအားမရှိဘူးဗျာ သူတို့ဖလားရခြင်းမရခြင်းအာတိဒါပေါ်မှာအရင်မသက်ဆိုင်ဘူးအခုဗျာအာတိဒါဖလားမရတဲ့နှစ်တည်းကြာပြီဗျာဒါမဲ့ဖီးယားမရှိဘူးလीအာတိဒါအကောင်းဆုံးသူ့ဘောက်သူလုလုနေတယ်ချဲသီးမှာအဲ့လိုသွားလုလို့မရဘူးတနည်းလောက်ဖလားမရရနဲ့မင်းဒိုးတော့ဆိုပြီးထုတ်ပယ်ခံရတဲ့ပုံစံမျိုးအဲ့တော့ကြောင့်အန်ဒိုမာရက်စ်ကအနေနဲ့ဒီနှစ်ဘောလုံးရသည်တရားသည်တောင်းသူခံမမလားနောက်နှစ်ဘောလုံးရသည်မှာဆက်ထားရင်လဲသူ့ရဲ့အတွေ့အကြုံဘိုင်းရတော့ကျွန်တော်ကတော့သိပြီးတော့ကောင်းလာဖို့လမ်းမမြင်တော့ဘူးဗျာအဲ့တော့ဒီလိုနီးပြမျိုးကိုခန့်တဲ့ sporting director နှစ်ယောက်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးကျွန်တော်ဆွေးနွေးခြင်းတယ်ဒီကောင်းနေနှစ်ကောင်ကစောက်ရှက်မရှိလို့ကတ်နေနေတာတချို့ င်းတွေမှာ sporting director တယောက်ပဲရှိတယ်တချို့သင်းတွေမှာ sporting director တော့မရှိဘူး technical director ပဲရှိတယ်နှစ်ယောက်ပေါင်းပြီးတော့သူတို့တွေရဲ့အတွေးခေါ်ပိုင်းက marina ရဲ့ခြေပြားတော့မမီဘူး marina တယောက်တည်းဖြုတ်သွားတော့ရှေ့မှာ imanar လို့ပြောလဲဘလောက်ကောင်းတော့ဆိုတော့ဒီနှစ်ယောက်စောက်တလဲတွေလောက်တာကျွန်တော်တို့အများကြီးမြင်ခဲ့ကိုသမားတွေ ပြောင်းလဲလုပ်တယ်။စောက်တလွဲတွေကြီးပဲ။လူရောင်းလူွယ်လုပ်တယ်။အမားရင်းတွေကြီးပဲ။အသင်းရဲ့လူငယ်စီမံကိန်းကထွက်တဲ့ကစားသမားကောင်းတွေအများကြီးလွယ်လင်းတကူတခြားအသင်းတွေကိုပေးပို့တယ်။အဲ့တော့ဒီလောက်ရက်တွေသူတို့ရှေ့မှာတက်တေပြထားတဲ့အရာတွေကဘာမှလက်ခံစရာမရှိဘူး။အမားတွေကြီးပဲ။အဲ့တော့ဒီ Sporting Director နှစ်ယောက်အသင်းမှာဆက်ပြီးထားကြတဲ့ဟာရှိနေစေကြတဲ့ဟာကျွန်တော်တွေဒီအကြီးမားဆုံးအမားရင်းတကူဖြစ်ပါတယ်။ဆိုတော့လက်ရှိချိန်မှာ Chelsea ရဲ့အဖက်ဖက်ကနော်ရိုရွေးမှုတွေကြီးပဲရှိနေပါကြောင်းတုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်ချစ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ